မောင်မိုင်းညစ်နဲ့တကောင်ရံမှာစွန့်ပစ်ထားတဲ့ဆေးရုံအူကြီးဟာတိတ်ဆိတ်ခြောက်ခြားပွဲကဘာတစ်ခုလိုပါပဲလေတိုက်လို့တကြွကြွမြည်နေတဲ့တန်တကားတွေမှန်ကွဲစရီနဲ့ပြည်နေတဲ့ပြင်းပေါက်တွေအမောင်တီဖုံးလွှမ်းနေတဲ့စင်ကြံတွေဟာကြောက်မက်ဖွယ်ကောင်းတဲ့အငွေသက်တွေကိုပေးဆွမ်းနေပါတယ်ဒီဆေးရုံကြီးထဲမှာကြေကွဲဝန်းနေစရာတရေစလန်တစ်ခုရှိနေပါတယ် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဒီဆေးရုံကြီးမှာမေရီဆိုတဲ့ကိုဝင်ဆောင်မျိုးသမီးတယောက်ရှိခဲ့ပါတယ်။မေရီဟာသူ့ရဲ့မွေးဖွားလာမဲ့ကလေးလေးကိုအယမ်းချစ်မြတ်လိုပြီးစောင့်မျှော်နေခဲ့ပါတယ်။ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲမွေးဖွားချိန်မှာမေရီရောကလေးပါဆုံးပါသွားခဲ့ပါတယ်။မေရီဟာသူ့ရဲ့ကလေးလေးကိုမွေးဖွားခွင့်မရလိုက်ရတဲ့အတွက်နှလုံးကြေကွဲပြီးဝိညာဉ်ဖြင့်ကျန်ရစ်ခဲ့ပါတယ်။ဒါကြောင့်မေရီရဲ့ဝိညာဉ်ဟာဆေးရုံကြီးထဲမှာပဲလှည့်လည်သွားလာနေခဲ့ပါတယ်။ ူ့ရဲ့ဝမ်းပိုက်ကြီးကိုပွေဖက်ပြီးခလေးလေးကိုရှာဖွေနေခဲ့ပါတယ်ဆေးရုံကြီးတဲကိုဝင်လာတဲ့လူတိုင်းဟာမေရီရဲ့ဝိညာဉ်ကို မြင်တွေ့ခဲ့ကြပါတယ်မေရီဟာငိုရှိုက်တံတွေနဲ့သူ့ရဲ့ခလေးလေးကိုတန်းတက်နေခဲ့ပါတယ်တညမှာဂျွန်ဆိုတဲ့ဆရာဝန်တစ်ယောက်ဟာဆေးရုံကြီးကိုရောက်လာခဲ့ပါတယ်ဂျွန်ဟာမေရီရဲ့ဝိညာဉ်အကြောင်းကိုကြားပူးပေမဲ့မယုံကြည်ခဲ့ပါဘူးဒါပေမဲ့ဆေးရုံကြီးတဲ့ကိုဝင်လာတဲ့အချိန်မှာဂျွန်ဟာမေရီရဲ့ဝိညာဉ်ကိုတွေ့လိုက်ရပါတယ်။မေရီဟာဝမ်းပိုက်ကြီးကိုကိုယ်ဖက်ပြီးငိုကြွေးနေခဲ့ပါတယ်။ ဂျွန်ဟာမေရီကိုကြည့်ပြီးတနာသွားခဲ့ပါတယ်ဂျွန်ဟာမေရီကိုကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်ဂျွန်ဟာမေရီရဲ့ဝိညာဉ်ကိုငြင်းချမ်းစေဖို့အတွက်မေရီရဲ့ကလေးလေးကိုရှာဖွေပေးဖို့ကြိုးစားခဲ့ပါတယ်ဂျွန်ဟာဆေးရုံကြီးရဲ့မှတ်တမ်းတွေကိုလိုက်ရှာခဲ့ပြီးမေရီရဲ့ကလေးလေးရဲ့အလောင်းကိုရှာတွေ့ခဲ့ပါတယ် ဂျွန်ဟာမေရီရဲ့ကလေးလေးရဲ့အလောင်းကိုမေရီရဲ့ရှေ့ကိုယူဆောင်လာခဲ့ပါတယ်။မေရီဟာသူ့ရဲ့ကလေးလေးကိုမြင်တဲ့အချိန်မှာဝမ်းနဲ့ပက်လက်ငိုကြွေးခဲ့ပါတယ်။မေရီဟာသူ့ရဲ့ကလေးလေးကိုပွေဖက်ပြီးနောက်ဆုံးမှာငြင်းချမ်းစွာနဲ့ထွက်ခွာသွားခဲ့ပါတယ်။မေရီရဲ့ဝိညာဉ်ထွက်ခွာသွားပြီးတဲ့နောက်မှာဆေးရုံကြီးဟာတိတ်ဆိတ်ငြိမ်သက်သွားခဲ့ပါတယ်။ဆေးရုံကြီးထဲကိုဝင်လာတဲ့လူတိုင်းဟာမေရီရဲ့ဝိညာဉ်ကိုမမြင်တွေ့ရတော့ပါဘူး။ဒါပေမဲ့မေရီရဲ့ဝမ်းနဲ့ကြေကွဲပွဲဖြစ်ပြက်ဟာ